ုဗ္ဗရဲ့ဒီတုတ်တန်အနေနဲ့ပတ်သက်လို့အထူးအရေးကြီးတဲ့တုတ်တန်ဟာ20ရရှိတယ်လို့ဆိုလို့သူတို့ကစရင်လှုပ်ထားပါတယ်အဲ့တော့အဲ့အဲ့ဒီဟာတွေကိုတစ်ခုပြီးတစ်ခုကျွန်တော်ကလေ့လာတဲ့အခါမှာဒီဗုဒ္ဓရဲ့တရားတွေနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ပုံမူပြီးတော့နားလည်သဘောပေါက်လာပါတယ်အဲ့တော့ဒီစာအုပ်မှာဖော်ပြထားတဲ့အတိုင်းပဲကျွန်တော်ကမြေယိုပလာဗုဒ္ဓဘာသာဖြစ်ကနေပြီးတော့မှဗုဒ္ဓဘာသာပုံမှာတကယ်ယုံကြည်တက်ဝင်တဲ့ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လာပါတယ်အဲ့တော့ကျွန်တော်ဖြစ်လာခဲ့တယ်လို့ပဲအဲကျန်တဲ့ ဒီဗုဒ္ဓဘာသာဝင်တွေကိုလည်းဖြန့်ဝေနိုင်ဖို့အတွက်ဆိုပြီးတော့မှကျွန်တော်ဒီစာအုပ်လေးကိုထုတ်ပြန်ဆုံးဖြစ်ပါတယ်မိတ်ဆက်တဲ့စာအုပ်ကတော့ကျွန်တော်တို့ဘီဆန်ဟော့စာအုပ်တိတ်ကဒီဆရာအောင်ထူးရဲ့ညဗုဒ္ဓရဲ့တဒနဇာတိတနဲ့ဘာဝနာเนาะသူ့ရဲ့စက်ခေတ္တအနေနဲ့ second heading ပြီးထားတာတော့ဘုရားအာယုံကြည်ကိုယ်ွယ်သက်ဝင်ရာဆိုခီလန်းဆိုတဲ့ ကျောင်းဆောက်ပြီးဖြစ်ပါတယ်နော်ကျွန်တော်ဗုဒ္ဓဘာသာကိုလေးလေးနက်နက်လေ့လာကျင်တာကြာပါပြီ။ဒါမဲ့ကျွန်တော်ကမီယိုဖလာဗုဒ္ဓဘာသာဝင်တယောက်ပဲဖြစ်ခဲ့ပါတယ်။အဲ့တော့ဟိုကျွန်တော်အချိန်ရလာတဲ့အခါမှာကျွန်တော်အဓိကကျွန်တော်ဟိုပထမဆုံးတိုက်တွန်းတဲ့ကိစ္စကဒီတတိပဌံမဟာတတိပဌံတုတ်ပေါ့နော်။မဟာတတိပဌံတုတ်နောက်ဆုံးရောက်တဲ့ခါကျတော့မဟာတတိပဌံတုတ်မှာဘာရေးထားလဲဆိုတော့ ဒီနောက်ဆုံးမှာဗာရေးထားလဲဆိုလို့ရှိရင်မဟာသတိပဋ္ဌာန်တုတ်ကိုလိုက်နာလေ့ကျင့်ဖို့အတွက်ဆိုလို့ရှိရင်အနည်းဆုံး9နှစ်လောက်အချိန်ယူမယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်အသက်65လောက်တဲ့အခါမှာနောက်ထပ်9နှစ်ဆိုလို့ရှိရင်ကျွန်တော်အသက်ရှိပါဦးမလားပေါ့နော်အဲ့ခါမှာကျွန်တော်စိတ်မှာဗာဖြစ်လာလဲဆိုတော့ကျွန်တော်အနေနဲ့ တရားကိုအထုံမှဖြစ်တော့မယ်ဆိုတော့အမြင်ဖြစ်လာပါတယ်ဖြစ်လာတဲ့အခါကြောင့်လို့ဟိုကျွန်တော်ကဒီတရားနဲ့ပတ်သက်တဲ့အားတွေကိုကျွန်တော်လေ့လာပါတယ်အဲဗုဒ္ဓဗုဒ္ဓရဲ့ဟောကြားတဲ့ဘောနော်အဓိကကတော့ဓာတ်ရိုက်ဟောကြားတဲ့တုတ်တန်တွေကိုကျွန်တော်လေ့လာပါတယ်အဲ့လိုလေ့လာတဲ့အခါမှာလည်းကျွန်တော်မှာပြဿနာပါဠိစကားကိုကျွန်တော်မတတ်တဲ့အတွက်ကြောင့်လို့ကျွန်တော်ကဘယ်ကနေလေ့လာရလဲဆိုရင်အင်္ဂလိပ်ဘာသာအနေပြမလေ့လာပါ အင်္ဂလိပ်ဘာသာအားဖြင့်ပြောမှဟိုအနောက်နိုင်ငံတွေမှာတော့သူကလိလာထားတဲ့ခါမှာဗုဒ္ဓရဲ့ဒီတုတ်တန်အနေနဲ့ပတ်သက်လို့အထူးအရေးကြီးတဲ့တုတ်တန်ဟာ20ရရှိတယ်လို့ဆိုလို့သူတို့ကစရင်လှုပ်ထားပါတယ်အဲ့တော့အဲ့အဲ့ဒီဟာတွေကိုတစ်ခုပြီးတစ်ခုကျွန်တော်ကလိလာတဲ့ခါမှာဒီဗုဒ္ဓရဲ့တရားတွေနဲ့ပတ်သက်ပြီးတဲ့ခါကျတော့ပုံမူပြီးတော့နားလည်သဘောပေါက်လာပါတယ်အဲ့တော့ဒီစာအုပ်မှာဖော်ပြထားတဲ့အတိုင်းပဲကျွန်တော်ကမီယိုပလာဗုဒ္ဓဘာသာဖြစ်ကနေပြီးတော့မှဗုဒ္ဓဘာသာပုံမှာတကယ်ယုံကြည်တက်ဝင်နေဗုဒ္ဓဘာသာဝင်တယောက်ဖြစ်လာပါတယ်အဲ့တော့ကျွန်တော်ဖြစ်လာခဲ့တယ်လို့ပဲအဲကျန်တဲ့ ဒီဗုဒ္ဓဘာသာဝင်တွေကိုလည်းဖြန့်ဝေနိုင်ဖို့အတွက်ဆိုပြီးတော့မှကျွန်တော်ဒီစာအုပ်လေးကိုထုတ်ပြန်ဆုံးဖြစ်ပါတယ်။ Okay အဓိကတော့ဟိုဟိုတုတ်တန်ပေါင်း20လို့ပြောပြမိတယ်။တကယ်တမ်းအဓိက focus လုပ်တာကတော့တုတ်တန်3ခုပါပဲ။အဲ့တော့ပထမကတော့ အာဒီဒမက်ဆက်ဂျာပဝတ္တနာတုတ်ဆိုရဲဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီဒမက်ဆက်ဂျာနေ့မှာပေါ့နော်အမြဲတမ်းပဲရွတ်ဖတ်လေးရှိကြတယ်အဲရွတ်ဖတ်ပေမဲ့ပါဠိလိုပဲရွတ်ဖတ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအဓိပ္ပာယ်ကိုကျွန်တော်နားမလည်ကြပါဘူးအဲ့တော့ကျွန်တော်ကဒီဒီဒမက်ဆက်ဂျာပဝတ္တနာတုတ်ရဲ့အဲဒီအထဲမှာပါတဲ့ content လေးကိုကျွန်တော်ဘာသာပြန်ကြည့်ပါတယ်ပြန်ကြည့်တဲ့အခါမှာအတော်ကိုတန်ဖိုးရှိတယ်ဆိုတော့အာတွေ့ရပါတယ်နောက်တစ်ခါကျတော့ ဗုဒ္ဓဘုရားရှင်ဟာတပိညုတဉဏ်ရတဲ့အတွက်ကြောင့်မလို့ပထမဆုံးတရားဖြစ်ပေမဲ့အပြည့်စုံဆုံးတရားဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်အဲ့တော့ဟောဒီဘုရားရှင်ဟာဒီ55ဝါလုံးလုံးဟိုဒီဘုရားအဖြစ်နဲ့တရားတွေဟောကြားခဲ့ပေမဲ့ဒီဓမ္မစကြာပောက်ဝတ္တနာတုတ်ကနေဘာမှတွေ့ဖြစ်တာမရှိ မရှိတဲ့သဘောမျိုးရှိပါတယ် ဲနောက်တစ်ခုကတော့ခုနကတော့ကျွန်တော်တို့ဆွေးနွေးတဲ့အတိုင်းပါပဲဒီအနတ္တလက္ခဏာတုတ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မှာငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်ဟိုတတ္တဝါဆိုတာမရှိဘူးဆိုတော့သဘောကိုနောက်ဘက်ကကျတော့အရာရာဘာမှအဆိုးမရဘူးဆိုရဲဟာကဒါအနတ္တလက္ခဏာတုတ်ပါတော့ဟောကြားခဲ့တာဖြစ်ပါတယ်ဟိုအဒိတပရိယာယတုတ်တန်ဆိုတာဖြစ်ပါတယ်အဓိကကတော့သူကဘာကိုပြောတာလဲဆိုတော့ ဒီလောဘမီဒေါသမီမောဟမီတွေ ਨੇ ပတ်သက်ပြီးတော့ပြောပြောတာဖြစ်ပါတယ်အဲ့တော့လူတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာဒီစိတ်ရဲ့တိုက်တွန်းမှုကြောင့်လောဘဒေါသမောဟတွေကများနေတယ်အဲ့တော့နောက်တိုင်းမှာတော့ဒီတုတ်တန်ကအဓိကအရေးကြီးတဲ့တုတ်တန်တစ်ခုလို့သူတို့ကမှတ်ယူပါတယ်ဘာကြောင့်လဲဆိုတော့ तू ကအင်္ဂလိပ်လိုတဲ့ तू ကဘာလို့ခေါ်လဲဆိုတော့ဒီမီဟိုဘာလဲ fire summon လို့ခေါ်ပါတယ်အဲ့တော့ ဟိုလောင်မြိုက်တိုက်တဲ့အဲတုတ်တန်လို့ခေါ်ပါတယ်။ဘာကြောင့်လောင်မြိုက်တိုက်တဲ့တုတ်တန်လဲဆိုတော့အဲ့ဒီတုတ်တန်ရဲ့အနှစ်သာရကိုဒါအင်္ဂလိပ်ကဗျာဆရာမစ္စတာအီလီယော့ကနေပြီးတော့မှသူ့ရဲ့ဟာမှာ Fire Salmon ဆိုပြီးတော့မှခေါင်းစဉ်တက်တဲ့ကဗျာလေးတစ်ခုရေးခဲ့လို့ဖြစ်ပါတယ်။အဲ့ခါကျတော့အနောက်နိုင်ငံသားတွေဟာလူတွေဟာလောဘဒေါသ မောဟတွေနဲ့လောင်မြိုက်နေတယ်အဲ့တော့ဒီဒေါဘဒေါသမောဟတွေကနေကင်းလွတ်အောင်တွေ့ဆိုလို့ရှိရင်တို့ရောတရားဘာဝနာ ပွားများရမယ်ဆိုပြီးတော့မှအာသူ့ရဲ့ကြံပြမှာရေးထားခဲ့ပါတယ်အဲ့တော့ဒီတုတ်တန်ကဗမာပြည်မှာတိတ်ပြီးတော့ခစ်မစားပေမဲ့အနောက်တိုင်းမှာတော့တော်တော်ခစ်စားတဲ့တုတ်တန်ဖြစ်ပါတယ်အဲ့တော့ဒီတုတ်တန်သုံးခုကိုကျွန်တော်တို့အနေနဲ့ချီချီညင်းညင်းလေ့လာနိုင်နေဆိုရင်ဗုဒ္ဓဘာသာရဲ့အခြေခံကိုရမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ် ကျွန်တော်တို့ကရာသောဖြစ်ပေါ့နော်ဟိုဘုရားဘာသာနဲ့ပတ်သက်လို့ရှိရင်ဆရာတော်ဘုရားတွေရေးတဲ့စာအုပ်တွေရှိပါတယ်ဒီစာအုပ်ကတော့ကျွန်တော်တို့သာမန်အရသာတယောက်ကပြီးတော့သူကဘုရားဘာသာကိုယုံကြည်တဲ့အတွက်အဲသူလေ့လာတိုင်တဲ့အင်္ဂလိပ်စာအားနေပြီးတော့တစ်ခါပြန်ပြီးတော့ဟိုကျိုးပတ်အားထုတ်ပြီးတော့စုစမ်းပြပြထားတာပါအဓိကတော့ဘုရားဘာသာရဲ့အနှစ်သာရအားလုံးစာအုပ်တွေကနေပြီးတော့ နော်မိမိတို့တာမအရတားတွေပေါ့ပေါ့ပါပါလွယ်လွယ်ကူကူတဲ့ဖတ်ရှုတိုင်းပါလေအဲ့ဒီလိုဖတ်ရှုရင်းကနေပြီးတော့တရားဘာဝနာပြားကိုလူမိကိုယ်တိုင်းထဲမှာစိတ်ဝင်လာတိုင်းပါလေလို့ကျွန်တော်ဆိုကြည့်ပါလိမ့်ခင်ဗျာအမှန်တိုင်းပြောရရင်တော့ကျွန်တော်ကိုယ်တိုင်ဟိုထဲထဲဝင်ဝင်နေလေ့လာပြီးတော့มาပေါ့เนาะအဲ့တော့ဒီဒါကိုရေးသားနေတဲ့အချိန်မှာလည်းကျွန်တော်တရားဘာဝနာပွားများမှုတွေကိုလုပ်ပါတယ်လုပ်တဲ့အခါကျတော့တချို့ဟာလေးတွေကအာကျွန်တော်တို့နားမလည်တဲ့ဟာလေးတွေက အဲ့ချိန်မှာနားလေလာတဲ့ဟာမျိုးလေးတွေရှိပါတယ်ဆိုတော့ဟောဖျားရှင်ကသူကနှစ်ခုပြောခဲ့တာရှိပါတယ်တစ်ခုကဆိုလို့ရှိရင်ဝိစာဝိမု ക്തി ပေါ့နော်ဝိစာဆိုတာဘာလဲဆိုလို့ရှိရင်အဝိစာပေါ့အမှောင်ဖုံးနေရတယ်ပြီးတော့မှဝိစာဆိုရဲဒီအမှန်ကိုမြင်လာနိုင်တယ်ဆိုတဲ့တစ်ချက်လေနောက်တစ်ခုကတော့ဝိမု ക്തി ဆိုတော့လွတ်မြောက်ခြင်းပါပဲလွတ်မြောက်ခြင်းဆိုတော့ကျွန်တော်တို့တွေကတန်တရားထဲမှာတဝဲဝဲလေးလေးနဲ့မွေးဖွားတယ်ရှင်တန်နေတည်ဆုံးနေတာဖြစ် လေနေကြတယ်။ဒါပေမဲ့ဒီတန်တရားကနေလွတ်ဖို့အတွက်ဗုဒ္ဓဘုရားရှင်ရည်မှန်းချက်ကပါလဲဆိုတော့ဥချင်းနာချင်းသိချင်းကိုကင်းတဲ့ဒီဒီနိဗ္ဗာန်ကိုရောက်ဖို့အတွက်ဆိုပြီးတော့မှသူ့အနေနဲ့ကျင့်ကြံခဲ့တဲ့အပြင်ကိုနောင်လာနောက်သားတွေအတွက်လည်းဟောကြားခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒါလေးကိုယုံယုံချီချီနဲ့အဲလိုက်နာမယ်ဆိုလို့ရှိရင် အကျိုးထူးနိုင်ပါတယ်။